ားအလုံးပဲမင်္ဂလာပါခင်ဗျာအာဒီကနေ့ကျွန်တော်ရဲ့စာဖတ်ပိတ်ကြီးကိုတင်ပြရစာလေးတစ်ခုရှိပါတယ်ဒါကတော့ဗာလဲဆိုတော့ကျွန်တော်2019ခုနှစ်ကပထမအကြိမ်ထုတ်ပြီးတော့2021မှာဒုတိယအကြိမ်ထုတ်ပေးခဲ့တဲ့စာသုံးစီနဲ့ကျမ်းမာရေးဆိုတဲ့စာအုပ်နဲ့ပတ်သက်ပြီးတော့အနေနဲ့ရရကန်နေပြီးတော့မင်းများလာတဲ့မေကုံးလေးတွေကိုကျွန်တော်ခိုင်းတော့ online အနေနဲ့ပဲကျွန်တော်ဖြေခဲ့ပါတယ်အခုဖြေမဲ့မေကုံးကတော့မေးတဲ့လူတွေတော်တော်များတယ် အများအတွက်လည်းအကျိုးရှိမဲ့မိကုံးလေးမဟုတ်လို့ကျွန်တော်ဒီကနေပြီးတော့ကိုယ်တိုင်ကိုယ်ကျဖြေတာဖြစ်ပါတယ်အဓိကမိတဲ့မိကုံးကဗာလဲဆိုတော့ကျွန်တော်ကျမတို့တဲ့ဒီမြေပဲစီတုံးတဲ့ခါမှာပေါ့နော်ဒီတန့်စင်ထားတဲ့မြေပဲစီ refine wine နဲ့မတန့်စင်ထားတဲ့မြေပဲစီနော် unrefined wine နဲ့ကဘယ်ဟာကကျမကြီးအတွက်ကိုပို့ပြီးတော့တင့်တော်ပါတယ်တဲ့ဘယ်မျိုးစားကိုကျမတို့ကျွန်တော်တို့ရွေးချယ်ပြီးတော့အသုံးပြုရပါမလဲဆိုတဲ့မိကုံးဖြစ်ပါတယ် ဒါနဲ့ပတ်သက်လို့ကတော့မေးတာတော်တော်လေးများပါတယ်။ဒါကြောင့်မလို့ဒါတော့ကျွန်တော်လေးနဲ့ထားပြီးတော့မှဒီကနေပြီးတော့မှအခုလို့ပြန်ကြားလိုက်ရတာဖြစ်ပါတယ်။ဒီညမှာ ပြောချင်တာကဒီ refine နဲ့ unrefine နဲ့တန့်စင်တာနဲ့မတန့်စင်တာနဲ့ဘာကွာလဲဆိုတာအရင်သိဖို့လိုပါတယ်။ကျွန်တော်တို့မြေပဲပေါ့နော်။မြေပဲကိုကြည့်လိုက်တဲ့အခါမှာမြေပဲစီရပါတယ်။အဲ့ဒီမြေပဲစီကမတန့်စင်တာဒီတဲ့မြေပဲစီလို့ခေါ်ပါတယ်။နော် unrefine wire လို့လည်းခေါ်ပါတယ်။အဲ့တော့ဒီဟာဒီစားလို့ရလားလို့မြင်စားလို့ရပါတယ်။ သို့တော်ညာလေသူသည်တန်ရှင်းစင်ကြမှုနဲ့ပတ်သက်လို့ရှိရင် မြေဘဲရဲ့ကုံချမ်းအဓိပ္ပာယ်မူတည်ပါတယ်မြေဘဲကုံချမ်းကတန်ရှင်းရင်တော့ဒီဘက်ကစီရလဲတန်ရှင်းမှာဖြစ်ပါတယ်မြေဘဲကုံချမ်းကမတန်စင်ခဲ့ရင်တော့ဒီဘက်ကရရှိတဲ့မြေဘဲစီရလဲတန်စင်မှာမဟုတ်ပါဘူးကျွန်တော်တို့ဒီကျန်တဲ့အယောင်အဆင့်အနှံ့ရတာအသာထားကျွန်တော်တို့ကျမ်းမာရေးရှုထောင့်ကကြည့်ရင်မှုတက်နေတဲ့မြေဘဲကိုကျိတ်ပြီးတော့မှစီအနေနဲ့သုံးမယ်ဆိုလို့ရှိရင်အဲ့ဒီမှုကနေပြီးတော့မှပါလာနိုင်တဲ့အာဖလာတောက်ဆင်ဆိုတဲ့အစိတ် အဲ့ဒီအစိတ်ကနော်လူကိုဒုက္ခပေးနေပါတယ်ကျမယူအန္တရာယ်ဖြစ်ပါတယ်ပုံမှန်လင်းလင်းပြောရရင်အသေးကင်စာအပါအဝင်ကျန်တဲ့ကင်စာရောဂါအမျိုးမျိုးခန္ဓာကိုယ်မှာဖြစ်နေပါတယ်ဒါကြောင့်မလို့မြေပဲစီ raw အတိုင်းတနည်းအားဖြင့်ဆိုရင် unrefined လုပ်တဲ့မြေပဲစီကကောင်းတယ်မကောင်းဘူးဆိုတာကိုမိမိကိုယ်တိုင်သိချာဆန်းသပ်ပြီးမှသာသူကပြောနိုင်မှာဖြစ်ပါတယ်ဒါကြောင့်မလို့စီစက်ယုံနေရနေပြီးတော့စီတီခွဲတဲ့စက်ယုံနေအဲ့ဒီကနေပြီးတော့မှမြေပဲကိုဝယ်ယူတဲ့အခါမှာတန့်ရှင်းစင်ကြယ်တဲ့မြေပဲဖြစ်ဖို့အင်မတန်ရည်ကြီးပါတယ် နော်ပြီးတဲ့ခါမှာသူတို့ရဲ့ထုတ်လုပ်တဲ့နှီးစင်တွေကလည်းတန်ရှင်းရပါမယ်ပြီးရင်ထွက်ရှိလာတဲ့ကိုလည်း quality control လို့ခေါ်တဲ့အရေးသွေးထိန်းချုပ်တဲ့စနစ်ကကောင်းမွန်နေဖို့လိုပါတယ်ပြီးတော့မှသူတို့ရဲ့အမှတ်တရကိုကတ်ပြီးတော့ဈေးကွက်ထဲရောက်ပါတယ်နော်အဲ့တော့ဒီမြေပဲစီကကောင်းတယ်မကောင်းဘူးဆိုတာကိုစားသုံးသူတယောက်နေပြောဖို့အလွန်ခက်ပါတယ်အဲ့တော့အချို့အမှတ်တရိတ်မပါတဲ့မြေပဲစီကနော်ဘယ်ကနေထုတ်မှမသိတဲ့အတွက် quality control ကလည်းဘလို့လုံးမမသိတဲ့အတွက်ကြောင့်မလို့နော်အည်သည့်အာမခံချက်နဲ့ပတ်သက်လို့ဒါစိတ်ကြယုံကြည်ရဖို့ကခက်ခဲပါတယ်။ကိုယ်မတစိတ်ရိုက်ထားတဲ့မြေပဲစီ ပေါ့နော်ဒါ refine မလုပ်ရသေးပါဘူးဒါပေမဲ့ကိုယ်မတစိပါတယ်သူ quality control တရားလောက်ထားရဲဆိုတော့ကိုယ်မတစိကယုံကြည်စိတ်ချရဲဆိုလို့ရှင်တော့ဒီဟာကိုကျွန်တော်ရွေးချယ်ပြီးစသောက်လို့ရပါတယ်အဲ့တော့တုံးနေတဲ့ကျမကြီးကိုလိုက်စားလို့တဲ့အင်ရှင်မမီဒီနဲ့မိမိတုံးတဲ့မြေပဲစီဟာဘလို့မြေပဲစီလဲဆိုတာကိုတရားသိဖို့လိုပါတယ်မိမိတုံးနေတဲ့ကိုယ်မတစိကဒါ quality control တရားလောက်ထားလားဆိုတာကိုဒါတရားတီးဖို့လိုအပ်တယ်လို့တကယ်လို့များကိုက suspect ဖြစ်တယ်ဆိုရှင်လေကိုယ့်ရဲ့မြေပဲစီပေါ့နော်ဒီတစိ့ကိုမစားခင်မှာဒီတစိ့ကို ဆမ်ပယ်လေးကိုယူယူပြီးတော့မှတက်ဆိုင်ရပါတော့အစိုးရဓာတ်ခွဲခန်းဖြစ်ဖြစ်ပိုးဒီကဓာတ်ခွဲခန်းဖြစ်ဖြစ်အာဖလာတောက်ဆင်ပါဝါမှုကိုတိုင်းတာခြင်းအပြင်အာဖလာတောက်ဆင်ကတကယ်လို့မရှိဘူးဒါမှမဟုတ်ရှင်တက်မှတ်ထားတဲ့ပမာဏထက်နည်းနေတယ်ဆိုရှင်နော်ဒါကိုစိတ်ချလက်ချသုံးလို့ရပါတယ်ဒီအမှတ်တစိတ်ဒီစိတ်ချရတယ်ဆိုရှင်ဒီအမှတ်တစိတ်ကိုပဲအများနဲ့ဆွဲပြီးတော့သုံးမယ်ဆိုရင်ဒါအန္တရာယ်မရှိပါဘူးဒါက refine မလုပ်ရသေးတဲ့ဟာဖြစ်ပါတယ်အဲ့တော့ခုနောက်ပိုင်းမှာ refine လုပ်တာခက်စားလာပါတယ်။ကဘာမှာတော့ဒီမြေပဲစီအကုန်လုံးဟာ နိုင်ငံခြားမှာရောင်းတဲ့မြေပဲစီအလုံးဟာ refine လုပ်ပြီးသားပဲဖြစ်ပါတယ်မြေပဲစီကို refine လုပ်တယ်ဆိုတဲ့အတိပယ်ကတော့သူကအဓိကအချက်၄ချက်ပါပါတယ်အစဉ်၄စဉ်လို့လည်းပြောလို့ရပါတယ်အဲ့တော့ကျွန်တော်တို့အဓိကအဖြစ်ဆိုရှင်ဒီနံပါတ်၁အနေနဲ့ဒီသူ့ထက်မှပါဝင်တဲ့ impurity လို့ခေါ်တဲ့မတန့်စင်တဲ့ပစ္စည်းတွေကိုဖယ်ထုတ်တဲ့အဆင့်ဖြစ်ပါတယ်အာ removal of the impurity ပေါ့နော်အဲ့တော့အဓိကအထက်မှပါတဲ့ impurity တွေများလေလေဒီမြေပဲစီရဲ့ smoking point လို့ခေါ်တဲ့မိခိုးထွက်တဲ့ point ပေါ့နော် အဲ့ဒါကပို့ပြီးတော့နှိမ့်လေလေဖြစ်ပါတယ်။ဘာဖြစ်လဲဆိုတော့အထက်မှာဒီမြေပဲမဟုတ်တဲ့တခြားဟာတွေပေါ့နော်။ပါတဲ့တကြောင်မလို့သူကမြေပဲကမြန်မြန်ဆန်ဆန်အခိုးထွက်လာပါတယ်။အထူးသဖြင့် wax တို့ဟာမျိုးတွေ၊ gum တို့ဟာလို့ဓာရီကိုဖယ်ထုတ်တာဖြစ်ပါတယ်။အဲ့တော့ပထမအဆင့်နေနဲ့မြေပဲစီနဲ့မတက်ဆိုင်တဲ့ပစ္စည်းတွေကိုဖယ်ထုတ်တဲ့အဆင့်ကိုအရင်ဆုံးလုပ်ရပါတယ်။အဲ့ဒီအဆင့်လုပ်တဲ့အချိန်မှာလဲ aflatoxin B1 တွေကအတော်များများလဲသူထွက်သွားပါတယ်။ဒုတိယအနေနဲ့ဆိုရှင်သူကဒီဒီ bleaching လုပ်ရပါတယ်။ bleaching ဆိုတာတော့အဓိကအဖြစ်အယောင်ချွတ်တာပါ။ မြေပဲစီကိုဒါလှပအောင်လုပ်တယ်လို့လည်းပြောလို့ရပါတယ်စီကိုတောက်ပသွားအောင်ပေါ့နော်အယောင်စင်းအပြင်ကောင်းလာအောင်ပေါ့အဲ့တော့မကောင်းတဲ့အယောင်တွေပေါ့နော်ညစ်သေးစီတဲ့အယောင်တွေမဟုတ်တဲ့အယောင်တွေကိုဖယ်ထုတ်တာကို bleaching လုပ်တယ်လို့ခေါ်ပါတယ်အဲ့လို bleaching လုပ်တဲ့ process မှာလည်းသူကဒီ alpha toxin b1 တွေကလည်းထပ်မံပြီးတော့ဆုံးရှုံးမှုရှိပါတယ်တတိယအရင်နဲ့ဆိုရှင်ဒါကိုဒီ odorizing ဆိုပြီးတော့မှတတ်မှတ်ပါတယ်အဲ့ဒါကဘာလဲဆိုတော့သူ့ရဲ့အနံ့ကိုကောက်အောင်လုပ်တာဖြစ်ပါတယ်မြေပဲစီမှာအနံ့ ကြာလို့ရှိရင်အနံ့ထွက်တတ်ပါတယ်စီကြီးသောအနံ့နဲ့လို့ခေါ်ပါတယ်အဲ့ဒါဘာကြောင့်လဲဆိုမြေပဲစီမှာပါတဲ့ free fatty acid တွေပမာဏများလာလို့ဖြစ်ပါတယ်ငကိုတွေကလည်း free fatty acid ကပါပြီးသားဖြစ်ပါတယ်အဲ့ဒါဒီကြာလာတဲ့ခါမှာလေထဲမှာရှိတဲ့အောက်ဆီဂျင်နဲ့ဓာတ်ပြုပြီးတော့စီကြီးသောအနံ့နဲ့ဆိုတာဖြစ်လာပါတယ်ဒါကြောင့်မလို့ free fatty acid တွေကိုဖယ်ထုတ်ဖို့လိုပါတယ်အဲ့ဒီ free fatty acid တွေကိုဖယ်ထုတ်ရင်းနဲ့လည်း alpha toxin တွေကထွက်သွားပါတယ်နောက်ဆုံးအနေနဲ့ဆိုလို့ရှင်တော့ wintering လို့ခေါ်ပါတယ် wintering ဆိုတာကတော့မြေပဲစီကိုအေးအေးခံတဲ့အခါမှာမခဲသွားအောင်လုပ်တာဖြစ်ပါတယ် မြေပဲစီကိုရေခဲတက်တာတွေမှာပဲတင်းတင်းဒါမှမဟုတ်ဆောင်းထင်းလို့အခါမျိုးအေးချမ်းတဲ့အေးတဲ့ဒေသတွေမှာပေါ့နော်မြန်မာနိုင်ငံဆိုရင်မြောက်ပိုင်းဒေသတွေမှာဆိုရင်ဒီတိုင်းထားမဲ့ဆိုရင်အချို့စီတွေကခဲသွားတဲ့သဘောရှိပါတယ်အဆောင်းထင်းမှာမခဲအောင်ရေပွားနေပဲနေအောင်ပြုလုပ်ထားတာဖြစ်ပါတယ်အဲ့တော့ပြောချင်တဲ့အဓိပ္ပာယ်ကဒီလုတ်တဲ့ process ၄ခုမှာအစင်တိုင်းအစင်တိုင်းမှာမြေပဲစီမှာငကိုတုံးက aflatoxin တွေပါလာခဲ့အောင်တော့အဲ့ဒီ aflatoxin တွေကိုဖယ်ထုတ်နိုင်ပါတယ်အဲ့တော့တန့်စင်ထားတဲ့မြေပဲစီ refine လုပ်ထားတဲ့မြေပဲစီ purify လုပ်ထားတဲ့မြေပဲစီဟာ အာဖလာတောက်ဆင်ကင်းစင်တယ်လို့ပြောလို့ရပါတယ်။ဒါကြောင့်မလို့ဒီ purify လုပ်တဲ့ process ဖြတ်ထားပြီးတဲ့မြေပဲစီကကျမကြီးနဲ့ကြည့်မယ်ဆိုရှင်အင်တာမပဲကောင်းမှမှာလေ။ဒါကြောင့်မလို့ကျွန်တော်အနေနဲ့အကြံပြုလိုတာကတော့ရွေးချယ်မယ်ဆိုရှင် refine နဲ့ unrefine နဲ့ကျမကြီးအတွက်ကဘယ်ဟာကောင်းလဲဆိုရင်တိတိကျပြောမယ်ဆိုလို့ရှင် refine လုပ်ထားတဲ့မြေပဲစီဒီစိတ်ချရပါတယ်။ unrefine လုပ်ထားတဲ့မြေပဲစီကတော့ဖြင့်ဒါစိတ်ချရစိတ်မချဘူးဆိုတော့ သူအသုံးပြုထားတဲ့အမှန်တစိတ်ကိုကြည့်ပြီးတော့ပဲဆုံးဖြတ်လို့ရမယ်ဆိုတော့ဒီနေရာကနေပြောချင်ပါတယ်။အဲ့တော့ refine လုပ်ထားတဲ့အခါမှာခုနက aflatoxin တွေကင်းစင်ပြီလားဆိုရှင်တာမားဖြစ်တော့လုံးဝကင်းစင်တယ်လို့အမှတ်ခံလို့ရပါတယ်။အဲ့တော့ refine လုပ်ထားတဲ့အကြောင်းကိုဒီစိတ်မှလည်းရေးထားဖို့လိုပါတယ်။ဒါကိုလည်းဖတ်ရှုပြီးတော့မှဝယ်ယူလို့ရပါတယ်။ refine လုပ်တဲ့အခါမှာအဓိကအဖြစ်ခုနကပြောခဲ့တဲ့ aflatoxin မပါတဲ့အတွက်ကြောင့်ကျန်းမာရေးအတွက်ကိုကောင်းမွန်တယ်လို့ကပြောလို့ရတယ်လို့တစ်ဖက်ကတခြားကောင်းကျိုးတွေလည်းအများကြီးရှိပါတယ် refine လုပ်ထားတဲ့အတွက်ကြောင့်မလို့သူကကြာရှည်ခံတယ်စီကြီးသောမနံမှု C ရဲ့ဒီမိကိုထွက်တဲ့ points ကလည်းမြင့်သွားတဲ့အတွက်ကြောင့်မလို့အကျော်ခံပါတယ်ကျော်တဲ့အခါမှာလည်းမိကိုထွက်တာလို့ဘာလို့ဒါတွေမဖြစ်ပါဘူးနော်ပြီးတော့တေချာအကြာကြီးတင်ထားမယ်ဆိုရှင်နှစ်နဲ့ချီပြီးတော့တင်ထားလို့ရပါတယ်ဒါအားသာချက်တွေဖြစ်ပါတယ်ဒါကြောင့်မလို့ရွေးချယ်ဝယ်ယူမယ်ဆိုလို့ရှင်နော်ခုနကကျွန်တော်အကြံပြတဲ့အတိုင်းရွေးချယ်ဝယ်ယူကြပါလို့ဒီနေ့ကနေပဲကျွန်တော်ရဲ့စာဖတ်ပြတဲ့တက်ကြီးကိုဖြေချလိုပါတယ်ခင်ဗျအားလုံးကိုကျေးဇူးတင်ပါတယ်